ောက်ဆက်ပြီးတော့လာရအောင်နော်အချိန်ကြီးအဲ့လောက်ပဲရအောင်9မိနစ်ဆက်ပြီးတော့ပေါ့ကဲဒီနေ့တောင်းတော့ရ89ခုနှစ်နတ်တော်လာဆန်း၄ရက်23ရက်17လ2025ခုနှစ်ဒီနေ့မနေ့၄ရက်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ဤသူပြည့်မြတ်ခြင်းကာလာသမယမှာကုသိုလ်ရှင် real front of way မတင်းနေလို့အာရည်စုပြီးတော့ real friend အခုကွယ်ညီမမြာစုပေါင်းညီညာ၍စင်ကြပါလူတန်အပ်တော်တန်ကိကမဟာတန်ကိကဆောင်ကအလူတော်ကုသဖြစ်ပါတယ်တန်သာလို့ပြောလိုက်ပြီဆိုရင်သုံးပါးကနေဆိုရင်တန်ခါငါးပါးကနေဆိုရင်တန်ခါအခုတော့ ၃လကျော်ရှိအောင်ရှိတာဆိုတော့မဟာမန္တိကလို့ပြောလို့ရတယ်လူတဲ့ကုသိုလ်တွေမှာဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုယူပြီးတော့လူတာတဲ့တန်ခါကိုယူပြီးတော့လူတာကပို့ပြီးတော့အကျိုးကျေးဇူးများတယ်လို့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးကမြတ်စွာဘုရားရဲ့ပေတော်ကြီးမဟာပစာပတိခေါ်ရမီကသင်္ကန်းတစုံကိုမြတ်စွာဘုရားကိုလာပြီးတော့လူတာအရှင်ဘုရားအာတပည့်တော်ကိုယ်တိုင် ရှက်ထားတယ်ချုပ်ထားတယ်သင်္ကန်းကိုလှူဒန်းပြရစီလို့ရှောက်တယ်တော့မေတော်ကြီးတဲ့ငါဖះကိုရွေပြီးတော့မလှူနဲ့ပို့ပြီးတော့ကျွန်းကျွန်းစီများအောင်တန်ကုန်ကိုရွေပြီးတော့လှူတယ်တန်ကာကိုရွေပြီးတော့လှူလို့ရှိရင်ငါဖះလည်းပဲပါပြီးသားဖះရတယ်မကဘူးတရားလည်းပဲပါပြီးသားတန်ကောင်ကိုယူမှတ်ပြီးတော့လှူပြီးဆိုလို့ရှိရင်ရေနာတော့ပါလုံးပါပြီးသား ို့ဒီလိုမိကြတာဖြစ်ပါတယ်။ဘာဖြစ်လို့ပါတာလဲဆိုလို့ရှိရင်ယခုချိန်မှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတက်တော်တင်ရှားမရှိတော့ဘူး။တက်တော်တင်ရှားမရှိတော့တဲ့အခါမှာမြတ်စွာဘုရားရဲ့တရားတော်တွေကို မပြောက်ပြက်အောင်ထိမ့်သိမ်းဆောင်ရှောက်လာတာဒီတန်ခါတော်တွေပဲဖြစ်ပါတယ်။ဒီတန်ခါတော်တွေဒီနေ့အကုန်လုံးတော့မရှိတော့ဘူးဆိုလို့ရှိရင်သာသနာပွင့်ပါပဲ။ဘာဖြစ်လို့ထိမ့်သိမ်းမဲ့ပုဂ္ဂိုလ်ဆောင်ရှောက်မဲ့ပုဂ္ဂိုလ်မရှိဘူး။ ထိတ်သိမ့်မဲ့ပုဂ္ဂိုလ်စောင့်ရှောက်မဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားအဆုံးအမတရားတော်တွေကိုစောင့်ရှောက်မဲ့ပုဂ္ဂိုလ်ထိတ်သိမ့်မဲ့ပုဂ္ဂိုလ်မရှိဘူးဆိုလို့ရှိရင်အမမအယွန်းယွန်းနေပြကြတော့ပါမြုပ်ကြတော့ပါဟောကြတော့ပါဘောအဲ့လိုလမ်းစဉ်အမတွေဟောပြီးပြုတ်ပြီးဆိုလို့ရှိရင်မြတ်စွာဘုရားကိုဆွဆွဲလာတဲ့အတူတူပဲတဲ့မြတ်စွာဘုရားဟောတာကိုဟောတယ်လို့တဲ့ဟောတာကိုကြတော့ဟောဘူးလို့တဲ့ဒီလိုဖြစ်ပေါ်ပြီအတ္တမတွေလွှမ်းမိုးပေါ်မှာပေါ်အတ္တမတွေလွှမ်းမိုးပေါ်ပြီဆိုလို့ရှိရင် လမ်းပြတဲ့ပုဂ္ဂိုလ်တွေလည်းပဲအပင်ကြီးကြတယ်လို့နောက်လိုက်ရမယ့်ပုဂ္ဂိုလ်တွေလည်းပဲလမ်းမကိုလိုက်ပြီးတဲ့အတွက်ကြောင့်အပင်ကြပြပါဒါကြောင့်ဘုသာသနာကိုယ်ပါမြင်မြန်ကိုယ်ပါဒီလိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ကုလိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကြီးရှိနေတာတန်ဃာတော်ကြီးရှိနေလို့ဖြစ်ပါလေတန်ဃာတွေကနေပြီးတော့ကိုယ်ပိဋကတ်သုံးပုံနေမပြက်ရလေအောင်မပြောက်ရလေအောင်လက်ဆင့်ကမ်းပြီးတော့ ထိမ့်သိမ်းစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖရာယရဏကိုလည်းပဲစောင့်ရှောက်ပြီးတာထိမ့်သိမ်းပြီးတာပူဇော်ပြီးတာတရားယရဏကိုလည်းပဲထိမ့်သိမ်းပြီးတာစောင့်ရှောက်ပြီးတာဖြစ်တဲ့အတွက်ကြောင့်တန်ခါယရဏအခုတော့တက်ရှိတကြရှိနေတာတန်ခါယရဏပဲ။တန်ခါယရဏတက်ရှိတကြရှိရင်ဖရာလည်းရှိတယ်တရားလည်းရှိတယ်။တန်ခါယရဏကိုပြောက်သွားပြီဆိုရင်ဖရာမနဲ့တိမဟုတ်တော့ဘူးတရားမနဲ့တိမဟုတ်တော့ဘူး။ ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကတန်ခါကိုရည်ရွယ်ပြီးတော့လူရင်ငါဖះလည်းပါတယ်တရားလည်းပါတယ်လို့ပြောမိန့်ကြတာဖြစ်ပါတယ်။အဲဒါကြောင့်မို့ဒီနေ့ real friend အဖွဲ့ဝင်ညီမများရဲ့တန်တိကအလုစကားလိုတာအလုံးနမကိုမုံမြတ်လာတယ်လို့မြတ်စွာဘုရားရှင်ကတော်ပြည့်ကြီးချင်းဝမ်းတဲ့အလုပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့ဒီလူပွဲမှာဘုံမတော်တရားလေးတစ်ခုကိုနှိမ့်ချပြီးတော့ဟောပြီးမှဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့တရားတော်ဒီဒေက အရေးကြီးဆုံးတရားကိုဟောပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဘာအရေးကြီးဆုံးလဲလို့ဒီလိုကောင်းစစ်တပ်ပြီးပဲနော်ဘာအရေးကြီးဆုံးလဲဟောဘာအရေးကြီးဆုံးလဲဆိုတော့ကောင်းစစ်နေတဲ့တရားတော်ကိုနှိချုံပြီးတော့ဟောပြပါမယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့တရားတော်တွေဟာအလုံးကိုနှစ်ချုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့သုံးလုံးပဲရှိပါတဲ့တီလာတမာတိပညာအဲ့ဒီတီလာတမာတိပညာကိုထပ်ဆင်ပြီးတော့ တလုံးနဲ့နှစ်ချုပ်ကြည့်မယ်ဆိုရင်တတိဆိုတာအပ္ပပါဒပဲဖြစ်ပါတယ်။အဲ့ဒီတတိကိုတစ်ခါထပ်ဆက်ပြီးတော့အများနာလဲအောင်ပြုတ်ကြမယ်ဆိုလို့ရှိရင်စိတ်ကောင်းရှိခြင်းပါပဲ။ဒီလိုပြောတာနော်။တတိဖြစ်ဖို့အတွက်ကစိတ်ကောင်းရှိဖို့မှတတိဖြစ်မှာဖြစ်ပါလေလို့ဒါကြောင့်မလို့အရေးကြီးဆုံးဆိုလို့ရှိရင်အဲ့ဒီစိတ်ကောင်းထားခြင်းပဲ။ စိတ်ကောင်းထားမှတာလေကာယကံကောင်းမှာဝစီကံကောင်းတယ်စိတ်ထားကမကောင်းဘူးဆိုလို့ရှိရင်ထွက်လာတဲ့စကားကလည်းကောင်းမှာမဟုတ်ဘူးပြုတ်လိုက်တဲ့အပြုတ်ကလည်းကောင်းမှာမဟုတ်ဘူးဒါကြောင့်မလို့အရေးကြီးဆုံးဒီအဖြေကတော့စိတ်ထားကောင်းခြင်းပဲဖြစ်ပါလေလို့အဖြေကိုအရင်ဆုံးပြုတ်ပြလိုက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတရားတော်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရဲ့ဖခင်ကြီးဖြစ်တဲ့တိပိတကတရမင်းဝန်ဆရာတော်ဘုရားကြီးကမိန့်ကြားထားတာလည်းရှိပါတယ်။အရေးကြီးတာကိုမှတ်မိလွဲအောင်ကြ བྱ ာလေးနဲ့အလုံးတွေပတ်မိအောင်ဆုံးမလမ်းညွှန်ဟောကြားတော်မူခဲ့တာလည်းရှိပါတယ်။ကြည်အလုံးလိုက်ဆိုလိုက်ကြပါဦး။ယုံကြည်လာလာယုံကြည်လာလာမလာလာ sĩ cha tao hủy chi đề sĩ cha tao hủy chi đề yếu cha tao hủy chi đề ta ta phiu phiu ta phiu phiu la phiu 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 chi đề ta ta phiu phiu ta phiu phiu ta phiu 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 ta phiu phiu ta ta ်ချမ်းသာစိတ်ချမ်းသာကိုယေကြည်တယ်စိတ်ချမ်းသာကိုယေကြည်တယ်ဝိဉ္ချင်းချမ်းသာစိတ်ချမ်းသာမချမ်းသာစိတ်ချမ်းသမကောင်းကောင်းကိုကကောင်းဖို့ရည်ကြည်တယ်ကိုကကောင်းဖို့ရည်ကြည်တယ်ဘယ်သူကောင်းကောင်းဘယ်သူကောင်းမကောင်းကောင်းမကောင်းကောင်း ကိုကကောင်းကိုရေးကြည့်တယ်ကိုကကောင်းကိုရေးကြည့်တယ်ဘာနဲ့ပြောပြောဘာနဲ့ပြောပြောမပြော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 ကိုလိုနဲ့ပြောဖို့ရေးကြည့်တယ်ကိုလိုနဲ့ပြောဖို့ရေးကြည့်တယ်ဘာနဲ့ပြောပြောဘာနဲ့ပြောပြောမပြောပြောကိုလိုနဲ့ပြောဖို့ရေးကြည့်တယ်ကိုလိုနဲ့ပြောဖို့ရေးကြည့်တယ်ဘယ်တော့တည်တည် တတိတိကျေစုတိကိုယဉ်ကြည်တယ်ကျေစုတိကိုယဉ်ကြည်တယ်အနောက်တိတိအနောက်တိတိကျေစုတိကိုယဉ်ကြည်တယ်ကျေစုတိကိုယဉ်ကြည်တယ်ယဉ်ကြည်တာများကိုမြို့ဆရာတော်ဘုရားကြီးကပြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုအများနာလဲအောင်ကြံရလေးနဲ့ ဆုံးပါဩဝါဒလမ်းညွှန်ပေးတာဖြစ်ပါလေနှစ်ခုလုံးကောင်းမယ်ဆိုရင်တော့အတိုင်းထက်တော့ဘို့ရုပ်ကြီးလည်းလာတယ်စိတ်ထားလည်းလာတယ်ဆိုတော့နှစ်ဖက်လာဘို့ဒီဒီ real friend ညီမများကတော့နှစ်ဖက်လာတော့ဘုံဘုံကတင်စားခြင်းပါလေဒီလိုပြောခြင်းလားနော်အဲ့တော့စိတ်ထားလည်းလာတယ်ရုပ်ကြီးလည်းပဲလာတယ်လို့ဒီလိုပြောလို့ရဟိတဲ့ကြောင့်ဒီနေ့ real friend က real friend ညီမများဟာ မြတ်စွာဘုရားရှင်ကိုရမကြီးနိုင်ညွတ်တော်မူခဲ့တဲ့စိတ်ထားလာဘဝအရေးကြီးတယ်ဆိုတဲ့ဘာအရေးကြီးလို့ဆုံးလဲဆိုတာကိုသိသွားပြီဒါဆိုတော့အရေးကြီးဆုံးသိသွားပြီဆိုလို့ရှိရင်ဘုမတို့ဒီအကြောင်းရတဲ့ပတ်သက်ပြီးဆိုရင်ဆရာတော်ဘုရားကြီးတွေဆုံးပါရခဲ့တဲ့နိုင်ညွတ်ခဲ့တဲ့မှတ်တမ်းစရာဩဝါဒတွေလည်းအများကြီးပဲနော်အများကြီးပဲဟိုမာကနံဆရာတော်ဘုရားကြီးကသူ့ရဲ့ကြောင်းတိုက်ပါဆုံးပါထားတဲ့နိုင်ညွတ်ချက်၁၀ချက်ဆိုအားလုံးကြားပူပါတယ် အဲ့ဒီလမ်းညွှန်ချက်ဆက်ချက်တည်းမှာနံပါတ်၁ပထမဆုံးအရေးကြီးတာတော့စိတ်ထားကောင်းဖို့ပထမအဲ့ဒါပဲကုသိုလ်တွေဖြစ်ဖို့ရာဆိုတာစိတ်ထားအစတာပဲစိတ်ထားအစတာပဲအကုသိုလ်ဖြစ်တာလည်းစိတ်ထားအစတာပဲအဲ့ဒါပဲမြတ်စွာဘုရားရဲ့တရားတော်တွေအားလုံးကလည်းပဲ mind teaching center approach ပေါ့နော် mind teaching center approach ပဲစိတ်ကိုပဲဦးစားပေးတာပဲမြတ်စွာဘုရားကလည်း စိတ်ကိုပဲဆုံးပါတာပဲဒါကြောင့်မလို့ဓမ္မပရမဆိုလို့ချင်းစိတ်တဝဲဆိုတာကိုသိတတ်ရှိတာစိတ်အကြောင်းကိုလက်ဆွာပြပါမိတန်ကိုဟောတာတိုင်းစိတ်ထားကောင်းမှကိုကုသိုလ်တွေဖြစ်နိုင်တာစိတ်ထားမကောင်းရင်အကုသိုလ်တွေကြီးပဲဆိုတာဒါကြောင့်မလို့အရေးကြီးဆုံးသည်စိတ်ထားပဲဆိုတာဒါမိမိတို့သိပြီပေါ့ဒါကြောင့်မို့ဒီနေ့ဒီကုသိုလ်ဖြစ်လာတာစိတ်ထားကောင်းလို့ဖြစ်တာပေါ့ ရည်ရွယ်ချက်ကောင်းလို့ဖြစ်တာပေါ့စိတ်ထားမုံမြတ်လို့ဒီကုသိုလ်ပေါ်ပေါက်လာတာပေါ့စိတ်ထားတာမကောင်းဘူးဆိုရင်ဒီကုသိုလ်ဖြစ်လာနိုင်ဘူးနောက်ထပ်တစ်ခုဆရာတော်ကြီးတွေဆုံးမဩဝါဒကိုဘုန်းတော်ကအလုံးတစ်ပတ်ကိုသဘောကျဘာဖြစ်လို့သဘောကျအောင်ဆိုရင်လူရင်းတူရှင်းတဲ့ထိပိတယ်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်တွေများစွာတွေကိုသူတို့ကအစီအနစ်ထုတ်တာပြီးတော့အားလုံးသောတရားဓမ္မတွေနားလည်အောင်ဟောကြားတတ်တဲ့တရားမုန်းကြီးဆရာတော်ဘုရားရဲ့လက်ဟောထားတာတခုရှိတယ်။ ဒါကြောင့်မလို့တဲ့စိတ်လိမ်မာမရုပ်တတပဲဟောမသားကြရည်နော်စိတ်လိမ်မာမရုပ်တတပဲအရာအားလုံးကစိတ်ကလိမ်မာနေရင်ရုပ်တတပါပဲစိတ်ကမလိမ်မာဘူးဆိုလို့ရှိရင်နော်တဲ့အဲ့ဒီစိတ်ကနေပဲအပင်ငယ်ကိုဆွဲချတာလေဒီစိတ်ပါပဲဘုဘုတို့တွေရဲ့ရုပ်ပိုင်းဆရာတွေကဓမ္မဝတခါပဲထားခဲ့ရပါပဲစိတ်ကတော့ပါသွားပါပဲစိတ်ရဲ့ပူဆောင်မှုနောက်ကိုနောက်ထပ်ခန္ဓာအတိတ်တွေတိဆောက်သွားပါပဲအ ဒီလိုပြောတာเนาะစိတ်ကလူတော့လူပဲတလိษံစိတ်ပေါက်နေတယ်ဆိုရင်အဲ့ဒီစိတ်ကပဲတလိษံပြောင်းဖြစ်တော့ပါပဲယုတ်ကန္တဒီဘုရားလူဘုရားလူကန္တယုတ်ကတော့တဘဝတစ်ခါပဲပြီးသွားပြီနောက်ဘဝလူဖြစ်အောင်မွေးထားတဲ့စိတ်ကပဲလူဖြစ်အောင်ဖြစ်ပြီးပါပဲဒီလိုပြောတော့ဘုရားသခင်ကဖြစ်နေတယ်မဟုတ်ဘူးမိမိရဲ့စိတ်ကပဲဖြစ်ပြီးတာပဲအဲ့ဒါကြောင့်မလို့ မုံကြီးဆရာတော်ဘုရားကြီးကဟောတာလေအလုံးမမကိုထိရောက်တဲ့စကလုံးလေးပါကဲအလုံးလိုက်ဆိုကြည့်ပါဦးစိတ်လိမ္မာမာယုတ်တတ္တာမိစိတ်လိမ္မာမာယုတ်တတ္တာမိစိတ်လိမ္မာမာယုတ်တတ္တာမိစိတ်လိမ္မာမာ စိတ်မလိမ္မာယုတ်နာလိမ့်မည်စိတ်မလိမ္မာယုတ်နာလိမ့်မည်အယုတ်အမြတ်စိတ်တမတ်သည်အယုတ်အမြတ်စိတ်တမတ်သည်စိတ်မကောင်းယုတ်ပေါင်းခွေးဖြစ်မည်ဆရာတော်ရဲ့အဲ့ဒါကိုထိရှောင်းပြလိုက်တာเนาะ ရုပ်အမြတ်တယ်ဆိုတာစိတ်ထားပေါ်မှာကြည့်ပြီးတော့ဘုံဘုံတို့ကပြောတာပါသုံးသပ်တာပါရုပ်လာရုံနဲ့မသုံးသပ်ဘူးရုပ်လာတာတော့လာတယ်ဟုတ်တယ်သို့တော့စိတ်ထားလာမှာတကယ်လာတာလို့ဒီလိုပြောတာဒါကြောင့် real friends ကမိမိတို့ရဲ့တဏ္ဍာမှာတကယ်စိတ်ထားလာလို့ဒီလိုဖြစ်လာတာလို့လည်းဘုံဘုံတို့ကဒီလိုပြောချင်ပါတယ် ကုသိုလ်စိတ်ရှိမှကုသိုလ်ပြုနိုင်တာလေကုသိုလ်စိတ်မရှိဘူးဆိုလို့ရှိရင်ဘယ်လိုမှကိုမပြုနိုင်ဘူးစာပေမှာတော့ယောနိတော်မနတိကာရာပေါ့စိတ်ချသာအောင်နေတဲ့ဘုရားလည်းပဲတက်လုံးသွင်းကောင်းရပါပဲအဲရအားလုံးပါဟောအင်္ဂလိပ်လိုပြောစရင်ပြောရင်တော့ positive thinking ပေါ့နော်နော်အကောင်းမြင်စိတ်ပေါ့နော် ော် optimism အကောင်းမြင်စိတ်ပေါ့အဲ့ဒီအကောင်းမြင်စိတ်ရှိရမွေးစိတ်ထားကောင်းတယ်လို့ပြောတာအရာရာတွေ့ဒီမှာကြုံဒီမှာနေစဉ်ဘဝမှာလောကဓာတ်ကတော့အမြင်မတော်တာလေးမြင်လဲမြင်ရမှာပဲကြားလဲကြားရမှာပဲတွေ့လဲတွေ့ရမှာပဲရင်ဆိုင်လဲရင်ဆိုင်ရမှာပဲအဲ့ဒီဘဝမှာမိမိရဲ့စိတ်နှလုံးသွင်းကောင်းဖို့ အဓိကပဲနှလုံးသွင်းကောင်းပါကုသိုလ်ပဲကိုရအောင်ပါနှလုံးသွင်းမကောင်းရင်တော့အကုသိုလ်ဖြစ်เสียရည်ကြီးပဲမြင်ရကြားရတွေ့ရတာယနေ့ခင်ပါဟုတ်တော့မလားတော့ဒါကြောင့်မလို့အရေးကြီးဆုံးဒီစိတ်ထားကောင်းဖို့ပဲဆိုတာဒါလေးကိုပေါ်လွှင့်စေချင်တာပြောတာပါမုန်ရင်ဆရာတော်ပြန်ရတဲ့ကြောင့်မလို့အယုတ်အမြန်စိတ်တပတ်ပြီးတဲ့ယုတ်တယ်မြတ်တယ်ယုတ်မြတ်တဲ့ပုဂ္ဂိုလ်မြတ်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာတဲ့စိတ်ထားကိုကြည့်ပြီးတော့ပြောတာပါတဲ့ဒီလိုပြောတာ ဘလောက်ပဲဩဇာနာတွေရှိရှိစီစီကုန်တွေတွေရှိရှိယာတွေရှိရှိဘွဲတွေရှိရှိစိတ်ထားကယုတ်ညံ့နေပြီဆိုတော့အဲ့ဘောစီလိုပါပဲဒီလိုပြတာနော်ခဲ့တဲ့ကြောင့်မလို့အေးနောက်ဆုံးတစ်ခုလေးရတော့စိတ်မကောင်းယုတ်ပေါင်းခွေးဖြစ်ပြီဆိုစိတ်မကောင်းမှုမကောင်းတဲ့စိတ်ထားမွေးပြီဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ထားဘဝရဲ့နောက်ဆုံးအချိန်မှာမကောင်းတဲ့စိတ်ထားမွေးပြီဆိုအပေးကြပါပါဘူးအပေးဆိုတာငရေဘဝတလိဆန်ဘဝပြိတ္တဘဝအတုရကေဘဝ တိစ္ဆာန်ဖြစ်တဲ့ခွေးဖြစ်တာလည်းပဲဒီစိတ်ကြောင့်ဖြစ်တာလေဒီလိုပြောတာပြိတ္တာဘဝအပယ်ရောက်သွားလဲဒီစိတ်ကြောင့်ရောက်သွားတယ်ဆွဲလန်းတဲ့လောဘစိတ်ပေါ့ဒီလိုပြောတာနော်ဒေါသစိတ်ကြောင့်ငြိပြီးရောက်သွားတာပဲမောဟစိတ်ကြောင့်တိစ္ဆာန်ရောက်သွားတာပဲဒါဝီရွေးပြီးတော့စိတ်မကောင်းရင်အဲ့ဒီရုပ်ကနာမတဲ့ဘယ်လောက်ထိနာမလဲဆိုရင်ခွေးဖြစ်တဲ့ဘဝခွေးဆိုတာမြင်သာအောင်လို့တိစ္ဆာန်လို့ပြောလိုက်တာကျန်တဲ့တိစ္ဆာန်နဲ့မျိုးစုံဖြစ်နိုင်တာပေါ့ ဒါကြောင့်လို့ဘာအရေးကြီးဆုံးလဲဆိုရင်စိတ်ထားကောင်းဖို့အရေးကြီးဆုံးပဲအဖြေရလာပဲเนาะအဖြေရလာပဲဒါကြောင့်မလို့ဘလောက်ပဲဘာတွေပဲဖြစ်နေနေဖြစ်နေနေအဲ့ဒါကုတုဖြစ်ဖို့ရန်ဒီစိတ်ထားဘူတီတယ်ဒါဆိုစိတ်ထားကောင်းဖို့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်တရားနာရမှာဖြစ်ပါတယ်ဒီတိုင်းကတော့ကောင်းလာမှာမဟုတ်ဘူးပပတမင်ရမတိမနောတဲ့ဘုံတွေစိတ်ကမကောင်းတဲ့စိတ်မှာပဲမကောင်းတဲ့ဘက်မှာပဲပြောတာစိတ်ရဲ့တဘောကပဲ ပုထုဇဉ်ရဲ့သဘောတရားကမကောင်းတဲ့ဘက်မှာပဲတွေးကျင်တာမကောင်းတဲ့နေရာမှာပဲပြီးရောတာအဲ့ဒီစိတ်ကလေးကိုတတိတရားနဲ့ထိမ့်သိမ့်ပြီးတော့မကောင်းတဲ့ဘက်မှာမပြောနဲ့ပြောလို့ရှိရင်မင်းဒုက္ခရောက်နေပဲဟောဒုက္ခရောက်နေပဲဒုက္ခရောက်နေပဲဆိုပြီးတော့ဘုမတို့တရားတွေလာတာတရားစပီတွေလိုက်စားတာအဲ့ဒီရွေချက်နဲ့စိတ်ကိုပြင်ဖို့ရတယ်လိုက်စားတာဖြစ်ပါလေစိတ်ကိုပြင်ဖို့ရတယ်တရားနာတာဖြစ်ပါလေ ီလိုကြတာနော်ဒီတည်းဆိုတော့စိတ်ဓာတ်ကောင်းနေပြီဆိုလို့ရှိရင်နောက်ဘဝကောင်းရပါလို့ဤဆိုဆူတောင်းစရာမလိုတောင်းစရာမလိုအကြောင်းကကောင်းပြီဒါအကြောင်းကောင်းပြီဆိုရင်အကျိုးကတောင်းစရာမလိုဒီလိုကြတာလို့သဘောပေါက်ပြီးတော့ဒီနေ့ဒီသဘောတရားတွေကိုလည်းပဲနားလည်တဲ့အတွက်ကြောင့် real friend အဖို့ဝင်ကြီးမှများကယခုတော့ကုသပြုနေတာဖြစ်ပါလေအေးဒီကြောင်းလိုက်တဲ့ကုသပြုတာမဟုတ်ဘူးပေါင်းစုံ တောင်ပေါင်းဆုံးစွမ်းသင်္ကန်းကျောင်းစီပစ္စည်းလေးပါလိုအပ်တဲ့နေရာကနေပြီးတော့စွမ်းနိုင်တဲ့ပြားဟောရီယယ်ဖရန့်အဖို့ဝိညာဉ်မများကနေ့စဉ်နေ့တိုင်းအလူရည်စက်လက်နဲ့ပကွာဆိုတဲ့အတိုင်းပဲကိုယ်တူကောင်းမှုတွေနဲ့ပဲပြည့်စုံနေတာလည်းပဲဖြစ်ပါတယ်လို့ဒါကြောင့်မလို့ဒီနေ့ပြုတဲ့ကိုယ်တူကောင်းမှုအဆွတ်ဆွတ်တို့ကို real front အဖွဲ့ဝင်တကယ်ချင်းဖြစ်တဲ့ မနှင်းနှွင်းလင်အားလည်းပဲကုတော်မြပြေဝေငါမှာဖြစ်ပါတယ်အဲ့လိုပြေဝေငါပူရအတွက်တည်တည်ကြ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 နနာလည်းဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်လောကမှာလည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအရှင်အနန္တကရှောက်ထားတာမြတ်စွာဘုရားတဲ့ real fan လို့ပြောတဲ့မိကောင်းဆွေကောင်းပေါ့လို့ base switch base switch ဆိုတော့ base switch ဆိုတာဟာတဲ့ဘောလူတယောက်ပုဂ္ဂိုလ်တယောက်ဘဝကြီးပွားမှုရန်အတွက်တဲ့တဝက်လောက်ကို အတုံးဝင်ပါတယ်ဗျာတဲ့အတဝက်တော့ကအကျိုးများပါတယ်ဗျာလူတယောက်ကြီးပွားဖို့ရချမ်းသာဖို့ရအောင်မြင်ဖို့ရလောကီရောလောကုတ္တရာရောနှစ်ဖြာသောကောင်းကျိုးတွေရောက်ဖို့ရအတွက်ဆိုလို့ရှိရင်တဲ့လူတယောက်မှာမရှိမဖြစ်အရေးကြီးတာကတဲ့မိကောင်းဆွေကောင်းကတဝက်ကသိကြပါတယ်ဗျာတဲ့ အရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တဲ့အခါမြတ်စွာဘုရားကစိတ္တအနန္ဒာတဲ့အဲ့လိုမလျှောက်နဲ့တဲ့အဲ့လိုမပြောနဲ့တဲ့မိတ်ကောင်းဆွေကောင်းကတဝက်မဟုတ်ဘူးတဲ့အပြည့်100%เนาะ50 50မဟုတ်ဘူးတဲ့100%တဲ့ဟောဒီပြတာเนาะမိတ်ကောင်းဆွေကောင်းကမိမဘုရားကောင်းဖို့ရန်တရားရာဂိုင်းတော့အရေးကြီးတယ် ဥပမာလေးပြတယ်တဲ့ငါဖះနဲ့ရှင်အနန္ဒငါတပည့်ရှင်အနန္ဒချစ်သားအနန္ဒကြီးလိုက်တော့တဲ့ငါဖះကမပွင့်မှုမရှိဘူးဆိုလို့ရှင်ရှင်အနန္ဒသောတာပန်မဖြစ်ဘူးယန္တာမဖြစ်ဘူးဒီလိုပြတာနော်ဓမ္မပမာကန္တဓမ္မပဏ္ဏကာတိကမဖြစ်ဘူးမြတ်စွာဘုရားသီးဟူသောမိကောင်းဆွေကောင်းရှိလို့အဲ့ဒီမိကောင်းဆွေကောင်းရဲ့လမ်းညွန်မှုတိုင်းလိုက်တာဆောင်ရွက်လို့မလို့အရှင်အနန္ဒနောက်ဆိုယန္တာတယောက်ဖြစ်တာ ဒီလိုပြတာနော်ဒါကြောင့်မလို့မိကောင်းဆွေကောင်းဟာအလွန်မတမယဉ်ကြည့်တဲ့အတွက်ကြောင့်လည်းပဲ38ပြာမင်္ဂလာတဲ့မှာဟာတိဝနာစဘာလနံဆိုပြီးပထမဝေဥစာဟောတာပဲနော်ကျန်တဲ့အကြောင်းရတဲ့မင်္ဂလာတရား38 38ပါးထဲမှာအရေးကြီးဆုံးကနံပါတ်1မိကောင်းဆွေကောင်းပဲမကောင်းတဲ့မိဆွေတွေများပေါင်းပြီဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကလူတွေရောက်ပေါ်လာတယ် အာနာလို့လို့အာနာလို့ပါအေးဒီကောနောက်ငါပါတော့တာစိတ်ကတော့မပါပါဘူးကြီးဒီလိုပြောသေးရနော်အာနာလို့ပါလို့ပါဒီလိုပြတ်သွားတယ်အဲကြောင့်မိကောင်းစေကောင်းအရေးကြီးတယ်ဒါတော့ပြောတာနော်ဒါကြောင့်မို့ဒီနေ့ real friend လို့ဘာကြောင့်ပြောတာလဲဆိုလို့ရှိရင်စစ်မှန်တဲ့တကယ်ချင်းလို့ဘာကြောင့်ပြောတာလဲဆိုရင်ကိုယ်တို့ကောင်းမှုတွေကိုပြုနိုင်ဖို့ရန်အတွက်ဖွဲ့စည်းထားတဲ့အတွက်ကြောင့် real friend ပါ လိုရတာเนาะမကောင်းနာအတူဘူးလုတ်ပေါ်လုတ်ပဲဆုပ်ပေါ်ဆုပ်ပဲဆိုတော့ real prime မဟုတ်ဘူးเนาะဟုတ်တော့မလားเนาะဒီကเนาะဟုတ်တော့မလားဒါကြောင့်မဒီ real prime ဆိုတာတကယ်တငယ်ချင်းအစ်စ်ပေါ့မိတ်ဆွေစစ်ဆိုတာကိုယ်တို့ကောင်းမှုတွေပြုနိုင်ဖို့ရအတွက်ကောင်းတဲ့တရားတွေလောကီရောလောကုတ္တရာရောနှစ်ဖြာသောကောင်းကျိုးတွေကိုရနိုင်ဖို့ရအတွက်ပူပေါင်းဆောင်ရွက်တဲ့အဖွဲအဲ့ဒါမှ real prime မြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးမိတ်ကြတော်မူခဲ့တယ် မိတ်ဆွေစစ်ပဲဖြစ်ပါတယ်လို့ဒီလိုသဘောကျပြီးတော့ဒီနေ့ကုသိုလ်ပြုလာဖြစ်ပါတယ်တကယ်လည်းပဲ real friend ဆိုတဲ့နာမည်နဲ့လိုက်အောင်ကုသိုလ်ရည်ရနေကြတာဖြစ်တဲ့အတွက်ကြောင့်အလုံးမတမှာကြည်တူဝမ်းသာပီတိဖြစ်ရပါတယ်လို့ကိုစီကိုကမိမိတို့ပြုသည်များကုသိုလ်ကောင်းဖို့ဆွဆွတို့ကြောင့်မိမိတို့တိတ္တပကပိုးရပိုးရကုသိုလ်ပြုနိုင်ပါစေသာသနာပြုနိုင်ပါစေဒုက္ခကတိအင်းကြီးရစစ်ဖြစ်စစ်ဖြစ်တဲ့မေညာပူညာမျက်နှာပံကိုလွယ်ကူသောအခြင်းနှင့်မြတ် တော့အတိတ်ဖြင့်ကိုစီကိုကမြတ်မောက်ပြုနိုင်ပြစေသားရဲ့လို့ညီညာပြပြသုတောင်းပတနာပြုကြကုန်ရတည်း